အားလုံးမင်္ဂလာပါအောင်ဟင်း channel မှာကြိုဆိုပါရစေကျွန်တော်ကပြောပြမယ့်အကြောင်းအရာကတော့တင့်ရဲ့နေ့စဉ်ဘဝကို ပြောင်းလဲပေးမယ့်အကောင်းဆုံးအလစ်ချင်း6မျိုးဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်နေ့စဉ်သေးငယ်တဲ့ခြေလမ်းလေးတွေကတသက်တာလုံးအတွေ့ကြီးမားတဲ့ရလဒ်တွေကိုဖြစ်ပေါ်စေပါတယ်နံပါတ်1သေးငယ်တဲ့အလစ်ချင်းလေးတွေကစတင်ဖို့လွယ်ကူတယ်ကြီးမားတဲ့ပန်းတွေကခက်ခဲတယ်လို့ခံစားရတာကြောင့်မိတ်ဆွေတို့ဟာမကြာခဏနောက်ဆုတ်တာ လက်လျှော့လိုက်တာမျိုးဖြစ်တတ်ပါတယ်တင်းငယ်တဲ့အလေးချင်းတွေကအရန်တင်းငယ်လွန်းလို့တင့်အုံနောက်ကဒါကိုငါလုံနိုင်တယ်လို့ပြောပါလိမ့်မယ်ဥပမာပြောရရင်တိုက်ထိုးတာကိုအချိန်60လုံးမယ်ဆိုရင်တင်းလုံးချင်စိတ်နည်းသွားလိမ့်မယ်ဒါပေမဲ့9ချိန်ပဲလုံးမယ်ဆိုရင်ရုပ်ဖြစ်သွားပါလိမ့်မယ်အောင်မြင်မှုဆိုတာတင်စလိုက်တာနဲ့စတင်လာတာပဲနံပါတ်1တင်းငယ်တဲ့အလေးချင်းတွေကပုံမှန်လှုပ်ဆောင်မှုကိုတိဆောက်ပေးတယ် နေ့တိုင်းနည်းနည်းလေးလှုပ်ဆောင်ရတာဖြစ်လို့လိုလျောက်ဖြစ်စီတယ်။တွားတိုက်တာ2မိနစ်ပဲကြာပေမဲ့တင်းနေ့တိုင်းလုဖြစ်ပါတယ်။ဒါဟာတင်းငယ်တဲ့လေ့ကျင့်ရဲ့အစွမ်းအားပါပဲ။တင်းငယ်တဲ့လှုပ်ဆောင်ချက်တွေနေ့စဉ်ထပ်ခါတလဲလဲလှုပ်ဆောင်ခြင်းဟာကြီးမားတဲ့ပြောင်းလဲမှုဖြစ်လာပါတယ်။နံပါတ်3တင်းငယ်တဲ့အလေ့ကျင့်တွေကယုံကြည်မှုကိုဖန်တီးပေးတယ်။တင်းငယ်တဲ့အလေ့ကျင့်တစ်ခုကိုလှုပ်ဆောင်တိုင်းတင်းအောင်မြင်တယ်လို့ခံစားရပါလိမ့်မယ်။ပြီးတော့အောင်မြင်မှုက ကိုယ့်ကိုယုံကြည်မှုကိုတိစောက်ပေးတယ်။ဥပမာပြောရရင် ညာတိုင်းတင့်မှတ်စုစာအုပ်ထဲမှာစာတစ်ကြောင်းလေးပဲရေးရင်တောင်တင်ဂုံယူမိပါလိမ့်ရက်30ကြာပြီးတဲ့နောက်မှာကိုယ့်ကိုယ်ဂရိတည်သူလှုပ်ဆောင်နိုင်သူတယောက်လိုခံစားရပါလိမ့်မယ်တင်းငယ်တဲ့အောင်မြင်မှုလေးတွေက ကြီးမားတဲ့ယုံကြည်မှုကိုဖြစ်ပေါ်စေပါတယ်နံပါတ်4တင်းငယ်တဲ့အလေးချင်းတွေက အချိန်ကြာလာတာနဲ့အမျှကြီးထွားလာတယ်တင်းငယ်တဲ့အလေးချင်းလေးတွေကမျိုးစိတ်ကလေးတွေနဲ့တူပါတယ်တင်းတစ်ခုစိုက်ပြိုးလိုက်တာနဲ့တဘာဝအတိုင်းကြီးထွားလာပါလိမ့်မယ် ်ပင်အတင်းကျလုပ်ဆရာမလိုပါဘူးသူ့ဘာသာသူတိုးပွားလာပါလိမ့်မယ်ဥပမာပြောရရင်တင်း10မိနစ်တရားထိုင်ခြင်းနဲ့စတင်နိုင်ပါတယ်၃ဘတ်ကြာပြီးတဲ့နောက်မှာတင်းအရန်နှစ်သက်သွားလို့10မိနစ်အထိဖြစ်လာပါလိမ့်မယ်ဒါဟာသေးငယ်တဲ့ခြေလမ်းလေးတွေကခိုင်မာတဲ့လူရိုးလုပ်စဉ်တွေအဖြစ်ပြောင်းလဲသွားပါတယ်နံပါတ်5တင်းငယ်တဲ့အလေးချင်းတွေက စိတ်အားထက်သန်မှုကိုအနိုင်ယူပါတယ်တင်းဟာနေတိုင်းစိတ်အားထက်သန်နေဖို့မလွယ်ဘူးပါဘူးတင်းငယ်တဲ့အလေးချင်းတွေကအရန်လွယ်ကူတာကြောင့် သင်ပင်မနဲ့အခါဒါမှမဟုတ်အလုတ်များနေတဲ့အခါတောင်လုဆောင်နိုင်ပါတယ်ဥပမာပြောရရင်နေ့တိုင်းစာမျက်နှာတစ်မျက်နှာဖတ်တာကလွယ်ကူတယ်လို့ခံစားရပြီးတချို့ရက်တွေမှာသင်စာမျက်နှာ10မျက်နှာအထိဖတ်ဖြစ်သွားနိုင်ပါတယ်သင်မှာစိတ်အားထက်သန်မှုမလိုပါဘူးသင်မှာစနစ်ရှိဖို့သာလိုပါတယ်စိတ်အားထက်သန်မှုကိုမဆောက်ပါနဲ့ပြီးပြည့်စုံမှုကိုမမျှော်ပါနဲ့အိုးတင်းငယ်တဲ့အလေးချိန်ကိုစတင်လိုက်ပါပုံမှန်လုဆောင်ပါပြီးရင် အောင်မြင်မှုကတင်းနောက်ကိုတိုက်လာပါလိမ့်။အခုပြောပြမှာကတော့နေ့တိုင်းလှုပ်ဆောင်တင်းတဲ့တင်းငယ်တဲ့အလေးချင်းတွေဖြစ်ပါတယ်။အဲ့ဒါတွေကပုံမှန်လှုပ်ဆောင်သွားမယ်ဆိုရင်တင်းအားအောင်မြင်သူစွမ်းဆောင်နိုင်သူစိတ်ဓာတ်ခိုင်မာသူတယောက်ဖြစ်လာပါလိမ့်မယ်။အရေးအကြီးဆုံးကတော့ဒါတွေကိုဘယ်လိုတဆင့်ချင်းစီလက်ချင်းယူမလဲဆိုတာကိုလက်တွေ့ဥပမာတွေနဲ့တကားရှင်းပြပြသွားမှာပါ။ဒီအလေးချင်းတွေကတင်တို့ရဲ့အခြေခံအုတ်မြစ်လိုပါပဲ။ဒါတွေက ်တင်တို့ရဲ့စိတ်နေစိတ်ထားစွန့်အင်အချိန်နဲ့အောင်မြင်မှုတွေကို တိုးတက်ကောင်းမွန်စေပါလိမ့်မယ်နံပါတ်1မနေ့စောစောထားပါမနေ့9နာရီကနေ6နာရီအတွင်းထတာအကောင်းဆုံးပါပဲတင့်ရဲ့မနေ့ခင်းကို ပိုင်ဆိုင်တာဟာတင့်ရဲ့ဘဝကိုပိုင်ဆိုင်သလိုပါပဲမနေ့စောစောထခြင်းကတင့်ကိုတိတ်ဆိတ်တဲ့အချိန်အာယုံဆုဆိုင်မှုနဲ့တနေ့တာအတွက်ခေါင်းတစ်လုံးတာစီမဲ့ အာတာချက်ကိုပေးပါလိမ့်မယ်ဒီအလေးချင်းကိုဘယ်လိုလေ့ကျင့်မလဲအဆင့်စီလေ့ကျင့်သွားပါအဆင့်နံပါတ်1စောစောအိယာဝင်ပါည9နာရီခွဲကနေ10နာရီအတွင်းအိပ်ပါနိုးဖို့အတွက်ကြီးပဲမဟုတ်ပဲအိယာဝင်ဖို့အတွက်ပါနှိုးဆက်ပေးထားပါအစ်စ်နှစ်တပတ်ကို15မိနစ်စောပြီးနိုးအောင်လုပ်ပါချက်ချင်းကြီးမနေ့7နာရီကနေ9နာရီကိုခုံမချပါနဲ့ဖြည်းဖြည်းချင်းဒီဆောက်သွားပါအစ်စ်၃ပထမ မိနစ်60ကိုကို့အတွက်အသုံးချပါဒီစွိုင်းရင်ပေးတဲ့အချိန်ကိုမဖြစ်မနေလှုပ်ဆောင်ပါမိနစ်20ကိုလက်လှုပ်ရှားမှုစံထုတ်မှုလုပ်ပါ နောက်မိနစ်20စဖတ်ပါဂါမမဟုတ်မှတ်စုရေးပါ နောက်မိနစ်20တနေ့တာကိုစီစဉ်ပါဂါမမဟုတ်တရားထိုင်ပါစတိကျော့ကသူ့ရဲ့မနေ့ခင်းတွေကိုဒီလိုမေးခွန်းနဲ့စတင်လေးရှိပါတယ်ဒီနေ့ကငါ့ရဲ့နောက်ဆုံးနေ့သာဆိုရင်ငါလုပ်မယ့်အလုပ်ကိုလုပ်ပါမလားနံပါတ်1နေ့စဉ်စာဖတ်ပါ 15မိနစ်ကနေမိနစ်30စဖတ်သူဟာနေ့စဉ်နဲ့အမျှဘူဒူတာအာယုံစူးစိုက်မှုနဲ့ယုံကြည်မှုတွေတိုးဝါနေပါတယ်စဖတ်တာဟာတင့်ရဲ့စိတ်ကိုထက်မြက်စေတယ်အတွေးအမြင်အစ်စ်တွေတင်ပေးပြီးပုံမူကြီးမားစွာတွေးတောနိုင်စေပါတယ်ဒီအလေးချင်းကိုဘယ်လိုလေ့ကျင့်မလဲအဆင့်1တနေ့ကိုစာမျက်နှာငါးမျက်နှာသာစဖတ်ပါအချိန်တိုင်းဆက်သုံးတာဒါမှမဟုတ်အိပ်ရာမဝင်ခင်ဒါမှမဟုတ်노ပြီးချိန်မှာစာတစ်ပုဒ်ဖတ်ပါအဆင့်2 မှန်ကန်တဲ့စာအုပ်ကိုရွေးချယ်ပါတင့်ရဲ့ပန်းတိုင်တွင်နဲ့ကိုက်ညီတဲ့စာအုပ်ကိုရွေးချယ်ပါ စိတ်နေစိတ်ထားအသက်မွေးဝန်းကြောင်းငွေကြေးဆက်ဆံရေးစတာတွေအပေါ်စာအုပ်ကိုရွေးချယ်ပါဆင့်သုံးတတ်မှတ်ထားတဲ့စာဖတ်ချက်တစ်ခုတတ်မှတ်ပါ အခြားအလေးချင်းတစ်ခုနဲ့ချိတ်ဆက်ထားပါဥပမာမနေ့စာစားပြီးတဲ့နောက်ခရီးသွားနေစဉ်အိယာမဝင်ခင်မှာ ဖတ်တာမျိုးပါဝါရင်ဘတ်ဖက်ကတနေ့ကိုစာမျက်နှာ900ဖတ်ပါတယ်သူကပြောပါတယ် အသိပညာဆိုတာဒီလိုပဲအလုပ်လုပ်တာပေါင်းစည်းထားတဲ့အတိုးကွန်ပေါင်း interest လို့ပဲတိုးပွားလာတာနံပါတ်3မနေ့ခင်းတိုင်းမှာတင့်တနေတာကိုစီစဉ်ပါမနေ့ပိုင်း7မိနစ်နေ့တာကိုမစီစဉ်ရင်နေ့တာကတင့်ကိုထိ ंछ ုပ်သွားလိမ့်မယ်စီစဉ်ခြင်းဟာတင့်ကိုအာယုံစိုက်စေတယ်စိတ်ဖိစီးမှုကိုရော့ကျစေပြီးအချိန်နည်းနည်းနဲ့အလုပ်ပိုလုပ်နိုင်အောင်ကူညီပေးပါတယ်အရေးကြီးဆုံးအရာတွေကိုပြီးမြောက်အောင်ကူညီပေးပါတယ် ဒီအလေးချိန်ကိုဘယ်လိုလေ့ကျင့်မလဲအဆင့်ချင်းစီအဆင့်1မှတ်စုစာုပ်ဒါမှမဟုတ် phone app note notion google calendar တို့လိုကိုအသုံးပြုပါအဆင့်2အောက်ပါတို့ကိုရေးချပါဒီနေ့အတွက်အရေးကြီးဆုံးဦးစားပေး၃ခုချိန်ဆမှုများဒါမှမဟုတ်အချိန်ဇာအများတင့်ရဲ့ကျမ်းမာရေးဒါမှမဟုတ်စိတ်နေစိတ်ထားအတွက်တစ်ခုခုအဆင့်3ညပဲ2မိနစ်ခန့်ပြန်လည်သုံးသပ်ပါ ငါရဲ့နေကိုကောင်းကောင်းအတုံးချခဲ့ရဲ့လားလူကိုကို မေးပါတင်ယူပြီးချိန်ကြည့်ပါအီလွန်မတ်နဲ့အော်ပရာဝင်းပရေတို့လို အောင်မြင်သူတွေဟာ သူတို့ရဲ့တနေ့တာကို ထိန်းချုပ်နိုင်ဖို့နိုင်အလိုက်အချိန်စရာ ဆွဲလိရှိပါတယ်နံပါတ်၄နေ့တိုင်းမိနစ်20ကနေပြီးတော့30လေ့ကျင့်ခန်းလုပ်ပါဒါကဘာလို့အရေးကြီးလဲဆိုတော့ပုံမှန်လှုပ်ရှားမှုကခွန်အား အုံနောက်ဆွမ်းအားကိုတိုးစီတဲ့စိတ်ပီစီးမှုကိုရော့ကြစီဘလို့လစ်ကျင့်မလဲအဆင့်တက်နေ့စဉ်10မိနစ်နဲ့စတင်မှာလမ်းလျှောက်တာဖြစ်ဖြစ်ရပါတယ်အဆင့်နဲ့အချိန်တစ်ခုမနေ့ကင်းနေ့လယ်စာစားချိန်ဒါမှမဟုတ်အလုပ်ပြီးချိန်ကိုရွေးပါအဆင့်3 YouTube ဗီဒီယိုတွေလို లై လုပ်ပါဒါမှမဟုတ်သင်တန်းတစ်ခုခုမှာပါဝင်ပြီးလုပ်ပါအထွေထွေမန်နေဂျာဂျွန်ဟာအလုပ်မှာအငြင်းမ်းပြီးနေတတ်တယ်သူကမနေ့6နာရီမှာအိမ်မာတဲ့ မိနစ်20လေးချိန်ခံလုတာကိုစတင်ခဲ့တယ်။နှစ်ပတ်ကြာမှသူ့ရဲ့ခွန်အားနဲ့အာယုံစူးစိုက်နိုင်စွာနဆတိုးလာခဲ့ပါတယ်။နမငါကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာကို80ရာခိုင်နှုန်းစားတော့ပါ။တင်စားနေတဲ့အရာကတင်ဖြစ်လာပါတယ်။ဒါကြောင့်တင်စားတဲ့အစားအစာကိုယူဆိုင်ပါ။တင်စားတဲ့အစားအစာတွေကတင့်ရဲ့ခွန်အားအာယုံစူးစိုက်မှုစိတ်ခံစားချက်နဲ့ရေရှည်ကျမ်းမာရေးဖြစ်လာပါတယ်။ဘလို့လေ့ကျင့်မလဲ။ စင့်တရိုးရှင်းတဲ့အပတ်စဉ်အစားအသောက်အစီအစဉ်ကိုရေးပါအတီးအနာဟင်းသီးဟင်းရွက်အသားဓာတ်ကောက်နှံအပြည့်စုံကိုရေးနိုင်ရင်ပိုကောင်းပါတယ်စင့်နဲ့80 20နီးဥပဒေကိုလိုက်နာပါ80ရာခိုင်နှုန်းကျမရင်းနဲ့ညီညွတ်အောင်စားပါ20ရာခိုင်နှုန်းကို စိတ်ကြိုက်စားပါစင့်3ရေများများတောက်ပြီးကြားပါတဲ့အချိုရေတွေကိုတစ်ပြေးပြေးလျှော့ပါစီးပွားရေးလုပ်ငန်းရှင်တူဖြစ်တဲ့ဆာရာဟာ ဟင်းသီးဟင်းရွက်နဲ့ရေကိုပိုတိုးပြီးစားတောက်ခဲ့ပါတယ်။ဂျန်ဖူးတွေကိုရှော့ချခဲ့ပါတယ်။လေးပါအတွင်းမှာသူမရဲ့အသားအရည်ကြီးလင်လာပြီးခွန်အားတွေပိုကောင်းလာခဲ့ပါတယ်။နံပါတ်6အိယာမဝင်ခင် ပြန်သုံးတက်ပြီးမှတ်စုရေးပါ။မှတ်စုရေးတာကတင်းစိတ်ကိုရှင်းလင်းစေပါတယ်။စိုးရိမ်ပူပန်မှုကိုရှော့ချပေးနိုင်ပါတယ်။ကိုယ့်အကိုနားလည်မှုကိုတိဆောက်ပေးပါတယ်။ဘယ်လိုလေ့ကျင့်မလဲ။စင့်တဲ့အိယာဘေးမှာမှတ်စုစာအုပ်တည်တည်လေးထားပါ အဆင့်နှင့်အချက်၃ချက်ကိုရေးပါဒီနေ့ဘာတွေကောင်းကောင်းလုပ်ဖြစ်ခဲ့လဲဘာတွေ ပိုကောင်းအောင်လုပ်နိုင်မလဲဘာတွေအတွက်ကျေးဇူးတင်လဲအဆင့်၃တိုးတိုးလေးရေးပါ၅မိနစ်ပဲအချိန်ပေးပါညဘက်တွေမှာ အတွေ့အများလုံးသူတွေဟာအိယာမဝင်ခင်မှတ်စုရေးတဲ့အတွက်အိပ်ပျော်လာပါတယ်ကိုယ့်ကိုယုံကြည်မှုတွေတိုးလာပါတယ်မှတ်စုမှတ်တမ်းတွေဟာအရင်းနှီးဆုံးမိတ်ဆွေကြီးဖြစ်ပါတယ်ညီကုန်းကျုံအနေနဲ့ပြောရရင် ြီးပြည့်စုံအောင်အကျိုးစားပါနဲ့တိုးတက်မှုကိုအာရုံစိုက်ပါအချိန်မှာအလေးအချင်းတစ်ခုတနေချင်းစီလှုပ်သွားပါတင်ဟာအလေးချင်းငောင်းလေးတွေကိုမလုံနိုင်ဘူးဆိုရင်တင့်ပန်းနိုင်ပြီးစီကိုတင်ရောက်မှာမဟုတ်ပါဘူးအလေးချင်းတွေကစိတ်အားထက်သန်မှုတဲ့ပို့ပြီးအားကောင်းလို့ပါတင်းငယ်တဲ့အလေးချင်းလေးတွေကိုတိဆောက်ပါဒါတွေကတင့်ကိုတင့်ပန်းနိုင်တွေထက်ပုံမြင့်တဲ့နေရာကိုခေါ်သွားပါလိမ့်မယ် အဆအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လွယ်လွယ်ကူကြည့်ရှုနိုင်ဖို့အတွက် subscribe ကိုဒီချိန်နှိပ်ပေးကြပါလို့မြတ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေခြင်းပါတယ်။လူသားအားလုံးလူလက်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a good day.